မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအာဒီလိုမျိုးစောင်းရနေတော့ညာလဲပဲအခုဘုန်းနေရန်ကျဲတယ်နော်သတိထားမိလားအခုလက်ရှိလက်ရှိလက်ရှိကျွန်တော်တို့စကားရင်မကွေးဟာမြန်မာတိုင်းနိုင်ငံလုံးနေပါပါပဲနော်ဘုန်းနေတော့တော့ကျဲတယ် ဲ့တော့ဘုံနေကျဲတာကိုလည်းအပြစ်တင်မလားခင်ဗျားတို့ဘာလို့ပြစ်လို့ခေါ်မလဲခင်ဗျားတို့ဒီနတ်ဆက်ကကြီးကအပြစ်ရှိလားဘုံကျဲတာအဲ့တော့ဘယ်လိုပဲဖြစ်ပါအခုလိုဘုံနေကျဲတော့ကျွန်တော်တို့အဲစိတ်မကောင်းဖြစ်ရတယ်နော်စိတ်မကောင်းဖြစ်ရတယ်အဲမကြိုက်ပါဘူးနော်မကြိုက်ပါဘူးမကြိုက်ဘူးနော်ဒီလိုမျိုးပုံကျဲတာအာပြည်သူလူထုတကိုထိခိုက်နှိမ့်နာစေပါလေအဲအဒါလေးကတော့ကျွန်တော်တို့လည်းမကြိုက်ဘူးเนาะဆိုလိုချင်တာကဗျာဟိုစခန်းတစ်ခုနေမြို့ရွာတွေကိုမကြောက်အောင်ထိမ့်ပါမကြောက်အောင်တိုက်ပွဲဝင်ပါအ ကြသွားမှအပေါင်းကျဲတာတော့လေအတနည်းအားဖြစ်တော့ဟိုနိုင်ငံကအမြင်မှလည်းမတင်တလို့ကျွန်တော်ပြည်သူတွေအမြင်မှလည်းမတင်ဘူးပေါ့ဗျာနော်မတင်မတင်တဲ့အခြေအနေမျိုးတွေရှိပါတယ်အဲ့ဒါကတော့အဟုတ်ပဲသူ့ဘာတို့ညာလဲစေပွဲရဲ့အခြေအနေကနှစ်ဖက်ကြည့်ရမယ့်အခြေအနေမျိုးရှိတယ်ပေါ့နော်ဒါကဟိုအဖြူအမဲအခြေအနေလောက်ပါနော်အဲနောက်တဲ့တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒီစေပွဲကမပြီးသေးတဲ့အတွက်ကြောင့်မို့လို့စေပွဲမပြီးခင်မှာသူတို့က ဒီနေရာကိုသူတို့ပိုင်ပြီးသူတို့စိုးပြီးဆိုတဲ့ပုံစံမျိုးပေါ့စစ်တပ်ကစစ်ရဲ့သဘောတရားရလက်မှတ်မထိုးပြီးမချင်းကစစ်ပွဲကမပြီးသေးဘူးမပြီးသေးတဲ့အတွက်ကြောင့်မို့လို့စစ်ပွဲမပြီးခင်မှာနိုင်ပြီးအောင်ပြီးဆိုပြီးတော့ဟလာအုတ်ချုံရေးနယ်ပယ်တွေပါကဖားတွေပါလာဖားတွေအဲဒီ PDF တွေအနေနဲ့ဒါမျိုးအာသူတို့တခန်းတနားကြီးတွေလုပ်နေတာတွေဟာဆိုလို့ရှိရင်တော့မပြီးစစ်ပွဲမပြီးသေးပဲနဲ့သူတို့တနည်းအားဖြင့်သူတို့ကိုသူတို့အကြွားလွန်သွားတဲ့အခါမှာတော့အဲဒီတစ်ဖက်က အဲလေချောင်းနဲ့ပြက်ခတ်ရှင်းလင်းတာတွေလောက်လာတဲ့အခါမှာဘသူဘသူမှပေါ့နော်ကျွန်တော်တို့မတရားဘူးလို့တော့ပြောလို့မရတော့ဘူးလို့တော့ပြောရမှာပေါ့ဗျာနော်အဲ့တော့အခုအဲအခုတကြံတွင်းမှာနေမယ်အဲကျဲသွားတဲ့နေရာလေးဆိုရှင်ကဏီမှာလဲပုံကျဲပါလားစကိုင်းတိုင်းပေါ့အဲကဏီကဏီဆိုတော့ကျွန်တော်တို့ဒီအနမခါရဲ့မြောက်ဖက်မှာရှိမယ်ထင်ပါတယ်เนาะပြီးတော့စကိုင်းတိုင်းအင်းတော်အင်းတော်မှာလဲကျဲတော့အင်းတော်ဆိုရှင်ပြီးခဲ့တဲ့ရပိုင်းကပဲသူတို့ ရပြီဆိုပြီးတော့ဟုတ်လားကျွန်တော်တို့ဒီအဲ့တို့တိမ့်လိုက်ပြီဆိုတဲ့ပုံစံမျိုးပေါ့နော်။စကိုင်းတိုင်းမြောက်ပိုင်းတော့အဲ့တော့အင်းတော်မှာလည်းကျေးပါလေ။တပိတ်ချင်းမှာလည်းကျေးပါလေ။အဲ့တော့ရခိုင်ပြည်နယ်မှာတော့မကျေးတော့ဆိုကျေးတယ်။အနေချင်းပါပဲ။ကြောက်တော်နဲ့မင်းတပ်မှာကျေးပါလေဆိုပြီးသူတို့ဘက်ကတော့ပြောထားတာရှိရပါရဲ့နော်။အကောလင်းအကောလင်းမှာလည်းကျေးတယ်။ဒဇေကလည်းကျေးပါလေ။နောက်တစ်ခုရှိတယ်ဗျာနော်။ကျွန်တော်ဆန္ဒပြောသလိုပေါ့။စစ်ပွဲကဖြစ်နေတယ်။စစ်ပွဲဖြစ်နေတဲ့အချိန်မှာ ဒီမြို့ဒီနယ်ဒီရွာကိုငါတို့ကတင်လိုက်ပါပြီငါတို့ရဲ့ပိုင်ဆိုင်တဲ့မြို့ပါဟလာငါတို့အုပ်စိုးတဲ့မြို့ပါဟေ့ဆိုလို့ရှိရင်ဒီမြို့ဒီရွာကိုကာကွယ်နိုင်ရမယ်ကာကွယ်ရဆိုတဲ့နေရာမှာလဲကုန်းကပဲလာလာလေကပဲလာလာရေကပဲလာလာကာကွယ်နိုင်ရမယ်အဲ့လိုမှမကာကွယ်နိုင်ဘူးဟေ့ဆိုလို့ရှိရင်ဒါကဒီမြို့ဒီရွာအမှုချမ်းစီးပြီးတော့ပြည်သူကိုလူသားတိုင်းလုပ်ပြီးတစားကန်လုပ်ပြီးတော့မြို့ရွာထဲမှာခိုအောင်ချင်းစင့်မရှိသေးတယ်အဲ့ဒါကြောင့်မို့လို့အခုစစ်တပ်ကအခုလိုမျိုးဒါဘယ်လိုခေါ်မလဲဆိုတော့အဲ ဒင်းရင်နဲ့ကျဲသွားတာလေအားလုံးဟာတနည်းအားဖြင့်ကျွန်တော်အဖြူကမဲလို့ဆိုရင်တော့မတရားဘူးလို့တောင်းပြီးတော့ပေါ့နော်မသင့်တော်ဘူးလို့ပြောလို့ရတော့ညာလဲပဲဒါပေမဲ့ NUG ဘက်ကလုတ်ပုံကြတော့လေ NUG နဲ့ဒီခင်ဗျားတို့ PDF တွေလုတ်တဲ့ပုံစံကြတရားသလားဆိုတော့လေတရားမှုကလုံးဝမရှိဘူးပြည်သူလူထုကိုအကာအကွယ်ယူပြီးတော့နိုင်ငံရေးတနည်းအားဖြင့်ဟိုကောင်မဆိုတော့နိုင်ငံရေးအမျက်ထုတ်မယ်ဟလားအဲတန်တမာကြီးအမျက်ထုတ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့လူတို့ကိုအကာအကွယ်ယူတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ မမှန်တာတော့နှစ်ဖက်စလုံးမမှန်ပါဘူးเนาะမမှန်တာတော့လုံးဝနှစ်ဖက်စလုံးမမှန်ဘူးအဲ့တော့ NUG ရဲ့ NUG နဲ့ PD ရဲ့အပြစ်ကပါလဲဆိုတဲ့ခါကျတော့တပုံတွေရဲ့အပြစ်ကပါလဲဆိုတော့မြို့တစ်မြို့ကိုသူတို့ပိုင်ပါတယ်ဆိုပြီးလုပ်လိုက်တာပဲဟုတ်ပြီမင်းတို့ပိုင်တယ်ဟဲ့ဆိုရင်ဒီမြို့မှာရှိတဲ့သူတွေရဲ့လုံခြုံရေးကိုမင်းတို့တာဝန်ယူနိုင်ရမယ်လက်နက်ကင်အဖွဲ့အနေနဲ့တာဝန်ယူနိုင်ဘူးဆိုရင်ဒါကမြို့ကိုတပုံထပြီးတော့ကျွန်တော်တို့တစားကန်ခေါ်ထားခြင်းပဲလူသားတိုင်းအသုံးပြုခြင်းပဲအဲ့တော့တနည်းအားဖြင့်နိုင်ငံရေးကမြင်ညောထခြင်းလို့ပြောရမှာပါဗျာအဲ့တော့ မမနာနာပါစလုံးမမအောင်ဆိုမယ် NUG ရဲ့ဒီ PDF ကမမန်ချင်းကအဲ့ဒီကိုလည်းကာကွယ်နိုင်တာမဟုတ်ဘူးနော်အဲ့ဒါယူငါတို့မြို့ပါငါတို့ပကပပလာဖပါနောက်ထပ်ကျွန်တော်တို့ကလည်းဒီဘော့ပြည်တဲ့တို့အာသူတို့ကလည်းရှုပ်ရှက်ခတ်နေတာပဲကနော်ခုံခုံတာမရှိတာတလားအလူရုပ်တာမပေါ်သေးတာတခါလေလှုပ်ထားတာတော့သူတို့တကယ်စင်ပြိုင်အစိုးရအကြီးကြီးတိဆောက်တာအဲ့တော့နိုင်ငံတစ်ခုထဲမှာအစိုးရနှစ်ခုလာတိဆောက်တယ်ဆိုတာဘယ်နိုင်ငံကမှလက်မခံဘူးအဲ့တော့စစ်တပ်ဘက်က အန်ယူဂျီရဲ့အမားကြီးကအဲ့ဒါပဲသူတို့နိုင်ငံတစ်ခုထဲမှာအစိုးရနှစ်ရက်စင်ပြိုင်အစိုးရတီဆောက်တယ်တီဆောက်တယ်ထောင်ထားချမ်းသာခြင်းပဲဒီလိုထောင်ထားချမ်းသာခြင်းမှန်မြောက်ဘယ်နိုင်ငံမှာမဆိုတရားဝင်နှိမ်နှင်းပါလေအဲ့တကြောင်မို့လို့အဲစစ်တပ်ရဲ့ဒီလေကြောင်းမုန်းကျမှုများသည်ကျွန်တော်တို့မနစ်သက်တော့ညာလည်းပဲအန်ယူဂျီရဲ့လှုပ်ရက်များသည်လည်းရမ်းကိုပေါ့ကြွားလုံးကောလုံးဟောလုံးထုတ်ပြီးတော့တနည်းအားဖြင့်ကိုလှုပ်နေတာတွေကတနည်းအားဖြင့် high treason လို့ခေါ်တယ်တကယ်နိုင်ငံတော်အဆင့် နော်နိုင်ငံတော်အဆင့်ဒီဘယ်ခေါ်မလဲဆိုတော့တစ္ဆာဖောက်မှုကြီးမှမသိဘူးဖြစ်နေအဲ့တော့ဒါမျိုးလုပ်ရမျိုးဘယ်နိုင်ငံမှာလုပ်လို့လုပ်တဲ့နိုင်ငံတိုင်းမှာနှိမ်နှင်းပါလေအဲ့တော့စစ်တပ်အနေနဲ့နှိမ်နှင်းလာရတယ်ဆိုတာလေတနည်းအားဖြင့်လုံးဝဒါမှားတော်ညာလည်းပဲမမှန်တော်ညာလည်းမှားတယ်လို့ပြောလို့မရဘူးဗျာနော်အဲ့တော့နှုတ်နှစ်ဖက်ကြည့်ရမှာပါနော်နှုတ်နှစ်ဖက်ကြည့်ရမှာလို့ပြောရမှာပါဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်မေးကြည့်တယ်ဗျာနော်ဆက်မေးကြည့်ရဆိုအဲ့ဒီဒေတာခံ PDF တွေနဲ့ပါကာပါပါလာဖားတွေကိုကျွန်တော်တို့နည်းနည်းသုံးသပ်ပြီးမေးကြည့်ပါမေးကြည့်တဲ့အခါမှာ ဟုတ်ပြီကျဲသွားတဲ့ရွာကတဲ့အဲရွာတွေပါရွာတွေပါကျွန်တော်ကြည့်ရမြို့တွေမှာတော့အခုအဲ့ဒီဘက်ကအခြေအနေတွေပေါ့နော်သခိုင်းတိုင်းရဲ့အခြေအနေကိုကျွန်တော်ကြည့်တာမြို့တွေကအဲမြို့တွေမှာစစ်တပ်ရှိတယ်ဒါတည်းလားစစ်တပ်ကမြို့တွေကိုကာကွယ်ထားတယ်မြို့တွေကိုစောင့်မြို့ဆောင်တပ်ဆိုရှိတယ်မြို့တွေကိုဝင်လို့မရအောင်သူတို့ကာကွယ်ထားနိုင်တယ်တော်ပါတော့ညာလည်းပဲမြို့ကနေပြီးတော့ခြေတလန်းကျွန်ထွက်ပြီးတော့အဲရွာဘက်တွေရောက်သွားပြီဆိုတာ ਨੇ အဲ့နေရာတွေအကုန်လုံးက အပကဖပလဖအဲ့ဒီသူတို့တွေအုတ်ချုပ်တဲ့နေရာတွေဖြစ်သွားတာပဲသိလားစစ်တပ်ကအဲ့ကိုသွားရင်လုံးဝခံရတယ်သိလားအာရွာဘက်ကစစ်ကြောင်းမထိုးနဲ့ကောင်တွေကအလူတိရတဲ့ဘောပြောနော်ရွာရွာသူရွာသားတွေအထဲမှာကိုအောင်းပြီးတော့စစ်တပ်ကိုခြုံကုတ်တိုက်တိုက်အာစစ်တပ်ကခန့်ခန့်ခံရတာအဲ့တော့စစ်တပ်ကလည်းရွာတွေကိုမသွားရဲသလိုအဲ့ကကောင်တွေကလည်းမြို့ကိုသူတို့မတက်ရဲဘူးအဲ့အဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်နေတယ်အဲ့ဒီရွာတွေအကုန်လုံးကလည်းဘသူတွေအုတ်ချုပ်လဲဆိုတဲ့ခါကျတော့ပကဖတွေအုတ်ချုပ်ပါလေပြည်သူအုတ်ချုပ်ရဖွဲ့တယ်လားနော်ပလာဖတွေအုတ်ချုပ်ပါလေ ဲ့တော့ဘလိုပဲဖြစ်သူတို့ကသူတို့ပကဖပဲတက်တက်ပလာဖပဲတက်တက်တေချာတခုကတော့ဒါက NUG လောက်ခံ NUG ဒီတရားမဝင်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီအဖွဲ့နဲ့ပတ်သက်သူအားလုံးဒီနော်အဲ့ဒီအောက်ကလက်နက်ကင်တွေအားလုံးဒီအဲ့တော့အားလုံးကိုကျွန်တော်တို့က PDF နဲ့လက်နက်ကင်သဘုံတောင်းညံ့သူဖြစ်ပဲတတ်မှတ်တာတတ်မလို့လည်းဒီလိုပဲတတ်မှတ်မှာဖြစ်ပါတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီရွာတွေကိုဘယ်သူကအုပ်ချုပ်တာလဲအခုဟုတ်ပြီကျွန်တော်မေးကြည့်တယ်ဒီ ခင်ဗျားတို့ဒီဘုံကျဲတဲ့ရွာတွေမေးကြည့်တယ်ဘုံကျဲတဲ့ရွာတွေမှာ PDF ရှိလားဆိုတော့အာကျွန်တော်ရောင် PDF မရှိဘူးတဲ့အဲသူတို့ကပြောပါတယ် PDF တွေကဒီမှာမနေဘူးဗျာတဲ့အဲသူတို့ကရွာဘက်အဆုံမက်တွေမှာသွားနေမယ်တဲ့နေပြီးလို့ရှိရင်ရွာကိုလာမယ်ရွာကိုလာပြီးစက်ကြီးတွေပါလေကောက်မယ်အဲစက်ကြီးကောက်ပြီးတော့လို့ရှိရင်သူတို့ကပြန်သွားမယ်အပြန်သွားတဲ့အခါမှာစစ်တပ်ကလာလို့ရှိရင်သူတို့ပျောက်သွားမယ်အဲဒါမျိုးသူတို့ကနေတာဗျာတဲ့ဟုတ်ပြီအဲ့ဆိုခင်ဗျားတို့ရွာကဘယ်သူကအဲ့နဲ့ကျွန်တော်ထပ်မေးတော့နော်ဟုတ်ဘုံကျဲသွားတဲ့အချိန်မှာဗျာလို့ကျွန်တော်တို့မြင်လိုက်တာပါလဲဆိုတော့ တနတ်လဲပါတယ်လူတွေပေါ့နော်နောက်ထပ်ဒီဝစ်ထားတဲ့အင်ဂျင်နီယာစစ်အင်ဂျင်နီယာ PDF အင်ဂျင်နီယာဒီလူတွေကတော့ဘာကြောင့်မို့လို့ဒီမှာရှိနေရလဲဆိုတော့ဟာတဲ့ဒါကတော့ဒါပတ်ကဖားတယ်လေပတ်ကဖားတယ်ပလာဖားဆိုကြသူကပြည်သူရဲတွေပေါ့သူတို့ဘလို့ပဲနာမည်တွေတက်တက်တေချာတို့ကတော့ NLD လောက်ခံမှန်သမျှဟာ PDF လို့နဲ့ PDF နဲ့လက်နက်ကင်အကြမ်းဖက်သဘုံဖြစ်ပဲကျွန်တော်သတ်မှတ်တဲ့အတွက်ကြောင့်မလို့အဲအကုန်လုံးသတ်မှတ်တာပေါ့နော်တက်ကလည်းသတ်မှတ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဒီရော်တွေအားလုံးကပကဖအုတ်ချုပ်ပါတယ်ဆိုတော့ တနည်းအားဖြင့်ဒီရွာတွေအလုံး PDF ရွာမှာဖြစ်သွားဘူးလားဟမ်အဲ့တော့အဲ့ဒီရွာတွေကိုသွားရင်လည်းစစ်တပ်ကအမြဲတမ်းခံရတယ်အဲ့ဒီတော့ကြောင့်မို့လို့ဒီရွာတွေမှာဒါမျိုးပေါ့ဟိုလီရင်နဲ့เนาะစည်ရေးရရေးယူသွားတာတွေအကုန်လုံးဟာမမှန်တော့ညာလဲပဲเนาะမှားတယ်လို့ပြောမလားလို့ကျွန်တော်တို့ကပြန်မေးရမှာပေါ့။ဘာကြောင့်လဲဒီမျိုးဒီရွာမင်းတို့အုတ်ချုပ်တာဆိုမင်းတို့အုတ်ချုပ်ဒီမှာလုံခြုံမှုပေးရမယ်။ဟုတ်တယ်မလား မင်းတို့လုံလုံပေးရမယ်လုံလုံမပေးနိုင်ဒါကမဟုတ်သေးဘူးလေနော်အဲ့တော့ဒီလိုမျိုးအုပ်ချုပ်နေတယ်အဲ့တော့တနည်းအားဖြင့်ပြောပြောရမယ်ဆိုလို့ရှိရင်ဒါကအကြွားလွန်လို့နော်အကြွားလွန်ပြီးတော့ဟိုဘာနဲ့လားတဲ့တူရဲဆိုတော့ဖားတအားအော်လွန်တဲ့အခါကြောင့်မလို့ငွေကြိုက်ခံရတာမလို့အမှန်တော့အော်တာပဇွင်ရင်ခွဲများလို့မြင်လည်းမမြင်ရဘူးကြားလည်းကြားပဲကြားနေဒီဒီဒီကြားနေရတဲ့ပဇွင်ရင်ခွဲများလို့ပဲအပဇွင်ရင်ခွဲမှာဘာကြောင့်ဥမရှိလဲဆိုတော့ခင်ဗျားတို့အဲ့ဒီငငယ်ကပုံမြင်လေးပေါ့ဗျာနော်ဟိုဖတ်ဖို့ရင်သိပါလိမ့်မယ် ဲ့တော့ဘယ်လိုပဲဖြစ်ပါဘုံကျဲခံတဲ့ရွာတွေကိုကျွန်တော်မေးကြည့်တဲ့အခါမှာဒီရွာတွေကပါကဖားတွေအုပ်ချုပ်တာပါတော့။ဩပါကဖားတွေအုပ်ချုပ်မှာတော့ကျွန်တော်တို့ကတော့တနည်းအားဖြင့် PDF ရွာလို့ပဲသတ်မှတ်ရတာပါဗော။ဟုတ်တယ်မလား။ဒီရွာတွေကိုလည်းစစ်တပ်ကလည်းမသွားရတဲ့အခြေအနေမျိုးဖြစ်တယ်။အဲ့တော့ဒီရွာကိုအုပ်ချုပ်ရင်ဒီရွာကိုကာကွယ်နဲ့မကာကွယ်ဘဲနဲ့အုပ်ချုပ်ခြင်းဟာဒီရွာကိုလူသားတိုင်းအသုံးပြုပြီးတော့နိုင်ငံရေးကမြင်ညောထနေတာလို့ပြောရမှာ။အဲ့ဒါကြောင့်မို့လဲ။ဒါမျိုးတွေအဲဘယ်သူမှမမှန်တဲ့လုပ်ရည်တွေဖြစ်ကုန်တယ်ဗောဗျာ။တပ်ကလည်းလေရင်နဲ့ ရေးတယ်အဲ့တော့အဲ့မှာလဲလက်နက်ကင်ကြီးကစုနေတယ်စုနေတော့ခံရမှာပဲလीနော်အဲ့တော့အဲဒီနေ့ဗီဒီယိုဖိုင်တစ်ခုတက်လာပါတယ်ဗီဒီယိုဖိုင်ကဘာမှကျဲတာဆိုတော့ဒဇယ်မှကျဲတာပဲသိလားဒဇယ်မှကျဲတာအဲ့ဒဇယ်မှတက်လာဗီဒီယိုဖိုင်ထဲမှာကျဲတာဟာတော့ပါပြီကွာကုန်ပါပြီကွာအဲ့တော့ဘာလဲဆိုတဲ့အခါကျစိတ်တော့မကောင်းပါဘူးဟိုဘယ်လိုဖြစ်တခုကကျွန်တော်ကရီရီမောမောနဲ့ပြောတတ်တာတော့ကျွန်တော်ကိုတမျိုးမထင်ပါနဲ့နော်စိတ်မကောင်းစရာပါ အာသူပြောတဲ့ပုံစံအရဆိုရှင်ဗီဒီယိုရိုက်တဲ့သူမသူတို့ကိုယ်တိုင်ဖော်လာနော်ဟာတဲ့သွားပြီကွာတဲ့ຫນွေဦးတကြံတဲ့ဟောຫນွေဦးတကြံຫນွေဦးတကြံဆိုတော့ဘယ်လိုလာမလဲဆိုတော့ PDF တွေလာမယ်နော်အဲ PDF တွေလာပတ်ကားဖားတွေလာမယ် NGO အုပ်စုတွေလာကြမယ်ပေါ့ဗျာနော်အဲ့တော့ဟာတဲ့တက်တက်ကြီးကြတာကွာအားလုံးဒဲထိတာကွာတဲ့ဟောနေသားမောင်နားတော်ဒီပုဂ္ဂိုလ်ဘာပြောနေတာလဲပေါ့ဒါသူကိုယ်တိုင်သတင်းညံပေးနေတာဒဲထိတာကွာအဘလို့ဒဲထိတာလဲပေါ့ကျွန်တော်ဆက်လက်ပြီးတော့နားထောင်နေတေချာပြီးကွာတို့ထဲမှာသတင်းပေးတော့ရှိနေပြီဩော် ွားပါပြီกว่ากုံมาပဲနောက်တစ်ခုကဟာအကုန်လုံးဒဲထီတာกว่าအနောက်တစ်ခုကကြတော့တေချာတဲ့သတင်းပေးရှိနေပြီဒီသုံးဒီစကားသုံးခုကိုကျွန်တော်ဆက်ဆက်ကြည့်လိုက်တဲ့အခါမှာတော့ဒဇယ်မှာကျဲသွားတော့တေချာတယ်စစ်တက်ကိုမှားတယ်လို့ပြောမယ်ဟေ့ဆိုလို့ရှိရင်လည်းရာဂိုင်လုံးပြည့်ပြောလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမှာ PDF တွေကပွဲချင်းပနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်သူတပုံเนาะမြို့ကိုအပိုင်စီးထားတဲ့သူတွေစုဝေးနေတဲ့အရက်ကို စီရေးရရေးယူသွားခြင်းဟာမှားတယ်လို့ပြောမယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်နော်ဟိုဘယ်ကောင်းလဲဆိုစစ်ပွဲရဲ့သဘောတရားရဘယ်သူကလူမှမှားတယ်လို့ပြောလို့မရတော့ဘူးပေါ့နော်အဲ့တော့အဆိုလို့ကျွန်တော်အဲ့လိုမဟုတ်ဒါဒဇယ်ရဲ့ဒဇယ်မှာဖြစ်သွားတဲ့ကိစ္စလေးပုံမှာကျွန်တော်ဟို model ယူပြီးတော့နောက်ထပ်မျိုးတွေ calling တော့ဟလာအဲ့နောက်ထပ်ဒီတပိတ်ချင်းတို့မန္တလေးတို့အဲ့ပါဖြစ်နေတဲ့အရာကိုကြည့်လိုက်တဲ့ခါမှာလဲဩဒင်းတို့တွေသွားစုကြတာဟုတ်နော် PDF တွေသွားစုတယ်စုတဲ့ခါမှာဒေသကသတင်းပို့တယ် သတင်းပို့မနစ်သက်တဲ့ပြည်သူတွေအများကြီးရှိတာဟုတ်နော်မနစ်သက်တဲ့ပြည်သူကသတင်းပို့တယ်ပို့တဲ့ခါမှာတော့ PDF ရှိတဲ့အရက်တွေစုစည်းနေတဲ့အရက်တွေကိုလေကြောင်းနဲ့အဲတိုက်ခိုက်သွားတယ်ပေါ့အဲ့တော့မြန်မာတိုင်းနိုင်ငံလုံးကြီးပါမှာပါနော်